Hello everyone ကောင်းကိုကိုပါဒီနေ့ကောင်းကိုကိုကဒီကိုကိုအချိန်ပေးခြင်းပေါ့နော်ကိုကိုတယောက်တည်းနေခြင်းကကောင်းကိုကိုတို့အတွက်ဘယ်လိုမျိုးဒီကောင်းစီလဲဆိုတာကိုကောင်းကိုပြပြမယ်ပြောမယ်ဆိုရင်ဒီအကောင်းကိုတို့ကပေါ့နော်ကိုကိုတယောက်တည်းနေရဲဆိုတာအများစုထင်ကြတာကတော့အထီးကျန်စရာကောင်းရင်လို့ထင်ကြတယ်အဲ့လိုမျိုးထင်စရာမလိုဘူးကိုကိုအချိန်ပေးလိုက်မယ်ဆိုရင်တော့ဒီ social pressure ပေါင်းတသိန်း6တန်းအနေနဲ့လွတ်မြောက်နိုင်တယ်လို့ပြောမယ်ဆိုရင်ဒီကိုရဲ့ own thoughts ပေါ့နော်ကိုရဲ့ဒီအသွေးအခေါ်တွေအခန်းစားချက်တွေ နဲ့ဒီအတွေ့အကြုံတွေကိုလည်းကြွားကြည့်ထားမိလာမယ်ကိုကဘာဖြစ်နေလဲငါခန္ဓာကိုယ်မှာဘာဖြစ်နေလဲငါအခုလက်တလောဘယ်လိုခံစားနေရလဲဆိုတာတွေအကုန်လုံးသိလာလိမ့်မယ်ရမယ်ဆိုရင်ဒီကွာကိုတယောက်ထဲနေခြင်းကအကောင့်ကိုတို့ကိုအကျိုးပြုစေတဲ့အရာကြီးအများကြီးရှိတယ်။ပထမဆုံးတစ်ခုကဘာလဲဆိုတော့ကိုယ့်ရဲ့ personal exploration ကိုအကြောင်းကိုပိုတိလာပေါ့မြန်မာလူပြောရမယ်ဆိုရင်တော့ ကိုကနေပြီးတော့ကိုကကိုနေတာကြောင့်မလို့ကိုတကယ်လုတ်ချင်တဲ့အရာတွေကိုရဲ့ hobby ပဲဖြစ်ဖြစ် fashion ပဲဖြစ်ဖြစ်ကိုတကယ်လဲလုတ်ခွင့်ရတယ်ပြောမယ်ဆိုရင်တော့တယောက်တည်းလုတ်ရတာဖြစ်တဲ့အတွက်ဒီအနောက်ရှက်ဒီပေါ့နော် interference တွေမရှိတော့ဘူးဒီလိုမျိုးဆိုတော့ကိုကပို့ပြီးတော့ပျော်ရွှင်ရွှင်နဲ့လုပ်နိုင်တယ်ပြီးရင်ဘာလဲဆိုတော့ဒီကိုကကိုတယောက်တည်းနေဖို့အချိန်ပေးထားတဲ့အတွက်ကိုလုတ်ချင်တဲ့အရာတွေဥပမာပြောမယ်ဆိုရင်ကိုမတိတည်တဲ့အရာတွေကိုလေ့လာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုစိတ်ဝင်စားတဲ့ article topic လေးတွေဖတ်တာပဲဖြစ်ဖြစ်ဒါလည်းဘူးတူတာကျွဲသွားတာပဲဟုတ် တယ်မလားဒီမျိုးလုပ်ဖို့ကိုကိုအချိန်ပေးရတဲ့ကိုယ့်ရဲ့စိတ်ကပို့ပြီးတော့ clear ဖြစ်သွားတယ်ရှင်းသွားပြီးတော့ကိုကဘာဖြစ်သွားလဲဆိုတော့အစိတ်လေးကြည်လင်နေတဲ့အတွက်အကြည့်တက်လေးတွေလည်းအများကြီးရပါတယ်ပြောမယ်ဆိုရင်ဒီကိုကကိုတယောက်ထဲနေခြင်းကဘာလဲဆိုတော့ဒီသူများတွေရဲ့ဝေဖန်တုံ့တက်မှုတွေကိုယ့်ဘုံ charge လုံးတဲ့အရာတွေပေါ့လေပြောမယ်ဆိုရင် pressure တွေကနေပြီးတော့လည်းလွတ်မြောက်ခွင့်တစ်ခုပါပဲပြောမယ်ဆိုရင်တော့အဲ့စီကနေလွတ်မြောက်တာပေါ့ကိုကစိတ်အေးရတယ်ဒါကြောင့်မလို့ကိုကိုကိုတယောက်ထဲနေဖို့အချိန်ပေးတာကဒီ growth ဖြစ်ဖို့ပေါ့နော်ကောင်းကောင်တော့မွေးကြရကလေးရွယ်ကလေးကကြီးပြင်းဖို့မွေးလာတာဟုတ်တယ်မလားဒီစိတ်ပိုင်းဆိုင်ရာကောရုပ်ပိုင်းဆိုင်ရာကောကြီးပြင်းဖို့မွေးလာတဲ့အတွက်ဒီလိုမျိုးအခြေအနေမှာလည်းအရေးပါတယ်ပြောမယ်ဆိုရင်ဒီဘဝမှာတိုးတက်ချင်တဲ့သူတွေအတွက်ပေါ့နော် personal development ဖြစ်ချင်တဲ့သူတွေအတွက်ဆိုရင်တော့ပို့ပြီးတော့အရေးပါပါတယ်ပြောရမယ်ဆိုရင်တော့တခြားသူတွေကိုဘယ်လိုမြင်နေကိုဘယ်လိုထင်နေကိုတော့ဘယ်လိုတွေးနေကြတယ်ဆိုတာတွေကိုစိတ်ပူမဲ့အစား ကိုကိုတယောက်တည်းအချိန်ပေးလိုက်ခြင်းကကိုကိုပို့ပြီးတော့အာရုံစိုက်မိစေပြီးတော့ကိုလို့ဆရာရှိရဲ့အရာတွေကိုလုံနိုင်စွမ်းအားလည်းပြီးပါတယ်။နံပါတ်2အချက်အနေနဲ့ကိုရဲ့ဒီဖန်တီနိုင်စွမ်းအားကိုလည်းညှင့်တင်ပေးတယ်။ပြောမယ်ဆိုရင်ဒီအချိန်သွင်းမှာကိုယ့်အောက်တယောက်တည်းရှိနေရမလို့သူများတွေလည်းတိတ်ကြူစိုက်ဆရာမလို့ဘူးပြီးတော့ဗာလဲဆိုတော့သူများရင်လည်းဆက်ဆံဆရာမလို့တဲ့အတွက်ကိုကနေပြီးတော့ကိုလို့ဆရာရှိရဲ့အရာကိုအာရုံစိုက်လုံနိုင်တဲ့အတွက်ဒီအပြင်ဘက်လောကကိုလစ်လစ်ရှုထားလို့ရတယ်။ တယောက်ထဲရှိတဲ့ဆိုကြရာပြောရမယ်ဆိုရင် noises စုညံတန်နေမရှိတဲ့အတွက်ကွာပို့ပြီးတော့ကိုလှုပ်ရမယ့်အရာပေါ်မှာအာယုံစိုက်နိုင်တဲ့အတွက်ကိုယ့်ရဲ့ creativity က boost ဖြစ်သွားတယ်မြင့်တက်သွားတယ်ပေါ့လေအဲ့လိုမျိုးပြောလို့ရတယ်။ဒီလိလချက်တွေအရာဆိုရင်ဒီတယောက်ထဲနေတက်ခြင်းကဘာဖြစ်လဲဆိုတော့ကောင်းကိုရဲ့အုံနောက်ကိုသူလုံနေတဲ့အရာကိုလောင်စာထည့်ပေးလိုက်တယ်လို့မျိုးပဲပို့ပြီးတော့ဒီမြင့်တင်ပေးရဲကွာကိုလုံနေတဲ့လုပ်ငန်းစဉ်တွေကိုပို့ပြီးတော့ချုံမှုပြအောင်လုပ်ပေးတယ်ပို့ပြီးတော့ကောင်းအောင်လုပ်ပေးတယ်ကိုရဲ့ဖန်တီးနိုင်စွမ်းအောင် ကောင်းကိုလီလာထားတဲ့လောက်ဆိုရင်ဒီအလူတွေပေါ့လေဒီဘာလဲဆိုတော့ကိုယ့်အကိုအချိန်ပေးပြီးတော့တယောက်ထဲနေတတ်တဲ့သူတိကပို့ပြီးတော့ဘာဖြစ်လဲဆိုတော့ highly creative people ဖြစ်ကြတယ်ပြောမယ်ဆိုရင်ပို့ပြီးတော့သူများထက်ဖန်တီးနိုင်စွမ်းအားဖြတ်ထုတ်ဉာဏ်ကောင်းနေပေါ့လေဒါဆိုရင်ဒီဘက်ကောင်းကိုကိုဆွေးနွေးတာရဲ့ခေါင်းစဉ်လေးကိုကြိုက်ကြတယ်ဟုတ်အကယ်လို့ကြိုက်နေတတ်တယ်ဆိုရင်တော့အသေးလေးပြပါပါအလုံး love you bye 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 bye